ာအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့တွင်မှာကျမဘီလိုလျက်ရှိတဲ့ပွဲအမျိုးမျိုးအခမ်းအနားမျိုးမျိုးတို့ကိုတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ကြီးချဲစီစဉ်ရနေပြီးတော့ပရိသတ်တွေကိုနှွေထွေးစွာနဲ့ပြန်လည်ကျေးဇူးလိုက်ပါတယ်ရှင်ဒီကနေ့မှာဆိုလို့ရှိရင်တော့အင်းစိန်ကြီးတရားချောင်းဝန်းမှာကျမဘီလိုတဲ့1998ခုနှစ်မှ2000ခုနှစ်အတွင်းအင်းစိန် EGDI စေဘတ်ကျောင်းသားကျောင်းသူများရဲ့သရုပ်ထချိန်များအာဆီယပူဇော်ဝဲအခမ်းအနားကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ပရိသတ်များကဆက်လက်ကြည့်ရှုပြီးတော့ခန်းစားကြည့်ပါအောင်ရှင် အခုပြည်သက်များမြင်တွေ့နေတဲ့1998ခုနှစ်မှ2002ခုနှစ်အတွင်းအင်းစိန် EGDI Civil ကျောင်းသားကျောင်းသူများရဲ့စတုဒ္ဒအကြိမ်မြောင်အာစတိယပူဇော်ဝဲအခမ်းအနားကိုအင်းစိန် GDI ကျောင်းဝန်မှစီကားတက်မြင့်စွာကျင်းပပြုလုပ်ခဲ့ပါရှင်။ ပြည်သူများရှင်1998ခုနှစ်မှ2002ခုနှစ်အတွင်းအင်းစိန် EGDI Civil ကျောင်းသားကျောင်းသူများရဲ့စတုဒ္ဒအကြိမ်များအာစတီးယားပူဇော်ပွဲအခမ်းအနားကိုကရော့ကန်ဆရာကြီးဆရာမကြီးများကျောင်းသားကျောင်းသူဟောင်းများနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များဆုံဆုံလင်းလင်းတက်ရောက်ခဲ့ကြပါသည် 1998ခုနှစ်မှာ2002ခုနှစ်အတွင်းအင်းစိန် EGDI Civil ကျောင်းသားကျောင်းသူများရဲ့စတုဒ္ဒအကြိမ်မြောက်အာစတီးယားပူဇော်ပွဲအခမ်းအနားစတင်ချိန်မှာတော့စတုဒ္ဒအကြိမ်မြောက်အင်းစိန်ဆက်မှုလက်မှုသိပ်ပံ EGDI Civil ကျောင်းသားကျောင်းသူဟောင်းများရဲ့အာစတီးယားပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့အမည်စရင်းကို ကြီးညာခဲ့ပါတယ် ဆလဘီအာစတီးယားပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်လွင်မှာအာစတီးယားပူဇော်ပွဲ ဖြစ်ပေါ်လာပုံနဲ့လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ဒီကနေ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့လည်းသိလူသမားတွေကိုတာဝန်ရှိသူတဦးမှအခုလိုပဲ ပြောကြားခဲ့ပါတယ်ရှင်။အမမင်္ဂလာပါရှင်။မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့အမရဲ့နာမည်ရဲ့အမဒီနေ့ခန်းနာမှာဆိုလို့ရှိရင်တာဝန်ယူဆောင်ရွက်ရတဲ့အပိုင်းကိုပြပြပေးပါအောင်ရှင့် မရဲ့နာမည်ကတော့တင်တင်ထွေးဖြစ်ပါတယ်အမဒီနေ့အခမ်းအနားမှာတော့ဘန်နာငွေရှာဖွေရေးနေရာနေတာဝန်ကြီးဆောင်ရွက်ထားပါတယ်ဟုတ်ကဲ့ပါဒီနေ့အခမ်းအနားဆိုလို့ရှိရင်ပေါ့နော်ဒီ ETDI နေရဲ့စရုပ်လှအချိန်မြောက်အာဆီယပူဇော်ပွဲအခမ်းအနားကျင်းပဖြစ်ပုံနဲ့ကျင်းပရဲ့ရွယ်ချက်ကိုလည်းပြပြပေးပါအောင်ရှင့်အာဆီယပူဇော်ပွဲကျင်းပဖြစ်ပုံကတော့အမတို့ဆရာဆရာမတွေကိုအမတို့ရဲ့တက်ဆန်းတဲ့ပညာနဲ့ရှာဖွေထားတဲ့ဝင်ဝင်နဲ့ကတော့ကျင်နာရဲ့ဆရာဆရာမတွေចောင်းသားဟောင်းတွေနဲ့ပြန်ဆောင်ကျင်တဲ့ဆန္ဒနဲ့ဆရာဆရာမတွေကိုထောက်ပံ့ကျင်တဲ့ စေတနာနဲ့ဆောင်ရွက်ကြတာပါဟုတ်ကဲ့ပါရှင်ဒီနေ့ခန်းသားမှာကျင်းပပြုလုပ်သွားမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင်ဒီနေ့ခန်းသားမှာကျင်းပမယ့်အစီအစဉ်ကတော့နှစ်နှစ်ကမတို့ဆရာဆရာမတွေကိုတယောက်ကိုတသိန်းခွဲကြောနိုင်တယ်ဒီနှစ်နှစ်သိန်းတိုးမြင့်ကြောနိုင်ခဲ့ပါတယ်ပြီးတော့ညနေပိုင်းကိုလည်းဒင်နာနဲ့တဲ့ခင်းအခမ်းပါမယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ခန်းသားမှာဆိုလို့ရှိရင်ပညာသင်ကြားပေးခဲ့တဲ့ဒီဆရာဆရာမတွေကိုပြန်လည်ပြီးတော့ပူဇော်ကြောရတဲ့အခါမှာအမရင်ထဲမှာဖြစ်ပေါ်နေတဲ့ခန်းစားချက်ကိုလည်းဝေမျှပေးပါအောင်ရှင် ဆရာဆရာမတွေနဲ့ဒီလိုမျိုးပြန်လဲကျမ်းမာစွာနဲ့ပြန်လဲစုံတွေ့ရတဲ့အတွက်အရန်ကိုဂျီနူးဝမ်းသာပီတီဖြစ်မိပါတယ်။ဟုတ်ကဲ့ပါအခုလိုပြောကြားပေးသွားတဲ့အမအထူးဝဲကျေးဇူးတင်ပါတယ်ရှင့်။မလည်းကျေးဇူးတင်ပါတယ်။ဆလဘီကျေးဇူးရှင်ကရော့ကန်ဆရာကြီးဆရာမကြီးများကိုကရော့ချိုးဖြစ်ပူဇော်ကရော့ခဲ့ကြပြီးလှူဝဲပစ္စည်းများပေးအပ်ခဲ့ကြပါရှင် အဲ့ဒီနောက်မှာတော့ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးဆရာမကြီးများနဲ့ကျောင်းသားကျောင်းသူများကိုတမနစ်ခတ်ညင်တက်ပြီးဆုတောင်းအမျှပေးဝေခဲ့ကြပါရှင်။ဥလေးမင်္ဂလာပါရှင်။မင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့ဥလေးရဲ့နာမည်ရဲ့ဥလေးဒီကျောင်းမှာတက်ရောက်ခဲ့တဲ့ခုနှစ်အပိုင်းခြားကိုလည်းသိပြရသေးရှင်။ကျွန်တော်နာမည်ဦးဝင်းမြင့်ပါ။ကျွန်တော်ဒီ2000မှာဒီဒီကျောင်းမှာကျောင်းပြီးခဲ့ပါလား။ ဟုတ်ကဲ့ပါဒီနေ့အခမ်းအနားမှာဆိုလို့ရှိရင်ဦးရဲ့လုံဖို့ကိုင်းမဲ့တငယ်ချင်းလေးနဲ့ဆရာဆရာမတွေနဲ့ပြန်လည်ဆုံတွေ့ရတဲ့အခါမှာဦးရဲ့နေမှာဖြစ်ပေါ်နေတဲ့ခန်းစားချက်ကိုလည်းဝေမျှပေးပါအောင်ရှင့်ဝန်သားရမိပါတယ်ကျွန်တော်နှစ်တိုင်းတည်းဒီမှာမဖြစ်မနေလာရောက်တက်ပါတယ်အဘိဓာကြီးဖြစ်မြတ်ဖို့ပဲကျွန်တော်တို့ဝိုင်းဝန်းကူညီပြီးတော့အမြဲတမ်းကန့်နားဖြစ်ဖို့လေအခုလည်းကျွန်တော်ဟိုကမတက်နိုင်တဲ့လူတွေလည်းလာရောက်တက်ဖို့ဆောင်းပါဟုတ် ဟုတ်ကဲ့ပါရှင်ဒီနေ့ခန်းသားမှာဆိုလို့ရှိရင်ပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေကိုပြန်လည်ပြီးတော့ပူဇော်ကြရတဲ့အခါမှာဥယျာဉ်ထဲမှာဖြစ်ပေါ်နေတဲ့ခန်းစားချက်ကိုလည်းဝေမျှပေးပါအောင်ရှင်။ရန်ဝန်တာမိပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့အခမ်းအနားပေါ့နော်အချိန်လေးအကြောင်းကြောင့်မတက်ရောက်နိုင်တဲ့တငယ်ချင်းတွေရဲ့ဆရာဆရာမတွေအတွက်စကားလက်ဆောင်လေးပြောကြပေးပါအောင်ရှင်တငယ်ချင်းတွေကိုလည်းဒီစမစီမှာလာရောက်တက်ပြဖို့လည်းဆော်ဟောပါတယ်ဆရာဆရာမတွေလည်းလာရောက်လာရောက်စေချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြောကြပေးသွားတဲ့ဦးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင် င်ပါတယ်ကျွန်တော်လည်းဆက်လက်ပြီးကရော့ကန်ဆရာကြီးဆရာမကြီးများရဲ့ကိုစားဆရာကြီးဦးမြင့်အောင်မှဩဝါဒစကားချီးမြှင့်ခဲ့ပါတယ်အဲဒီနောက်မှာတော့ကရော့ကန်ဆရာကြီးဆရာမကြီးများရဲ့ကိုစားဆရာမကြီးဒေါ်သိန်းသိန်းကြီးနဲ့ဒေါ်တီတာဝင်းတို့မှလည်းဩဝါဒစကားများတည်တည်ချီးမြှင့်ခဲ့ပါတယ်ရှင်ကျမနာမယားဆရာမဒေါ်ခင်ကြီး ထမ်းဆောင်ခဲ့တာကတော့1996ပေါ့နော်1996ခုနှစ်ကိုပြည်ကြီးတိုင်းကနေအစ်စိန်ကြီးတိုင်းကိုလာပြောင်းလာခဲ့တာပေါ့နော်အဲ့ဒီကနေပြီးတော့2000ခုနှစ်အထိဒီကိုရောက်လာတဲ့အချိန်မှာကိုကြောင်လေးကိုကြောင်တက်ခဲ့တဲ့ကြောင်ပေါ့ဒီကြောင်ကနော်ကိုတက်ခဲ့တဲ့ကြောင်လေးမှာကိုဆီယမပြန်လှုပ်ပြီးတော့ရောက်လာတယ်ရောက်လာပြီးတော့ရှိလာတဲ့တပည့်တွေကိုလည်းကိုကိုညံစွန်းရှိသမျှတတ်စွမ်းသမျှအားလုံးကိုကလေးတွေကိုပညာသင်ပေးတယ် ပြီးတော့အခုလဲဒီကလေးတွေရဲ့ဟိုတင်ကြရတဲ့အတွက်ကြောင့်ဝင်လဲဝင်းတာတယ်ပြီးရေဟိုဥစားပေါ့နော်အခုလို့ဆရာကတော်ပွဲကိုသူတို့ကဖိတ်တဲ့အတွက်ကြောင့်လဲပို့ပြီးတော့ကျင်းတတ်တယ်ဟိုကွက်ကွာနေတဲ့ကလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုပြန်လဲတွေ့ရတဲ့အတွက်ကြောင့်ဝင်လဲဝင်းတာတယ်သူတို့တွေကတော့တဲ့အခါမှာအမျိုးမျိုးတွေ့ရတာပေါ့ကျောင်းကျောင်းသားကိုလေနော်သူတို့ပြည့်ပြည့်စုံတဲ့ကလေးနော် သူနဲ့ဟိုအဆင်ပြေတဲ့ကလေးရှိတယ်လို့အဆင်မပြေတဲ့ကလေးလည်းရှိတယ်။ဒါရောက်ပြီးတော့ကြောတဲ့ခါမှာဘာပဲဖြစ်ဖြစ်ကြောဆရာသမားကိုတိပြီးတော့ပေါ့နော်။ဒါပြီးတော့ကြောတာကိုတီချာတို့ကကျင်းတ်တယ်။ဟိုပျော်လဲပျော်ရတယ်လို့ဝင်လဲဝင်နေရတယ်။ဟိုကိုသတိရပါလားဆိုတဲ့သဘောနဲ့ပေါ့နော်။ဒါမျိုးလေး။လောက်ပေါ်ကိုင်းမဲ့ဆရာမတွေကြတော့သူအကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။မလာနိုင်တဲ့အတွက်ကြောင့်စိတ်မကောင်းဘူး။သူတို့ကိုလည်းလာစေချင်ပါတယ်။ နောက်မလာနိုင်တဲ့ចောင်းသူចောင်းသားတွေကြတော့လဲသူတို့လဲចောင်းမျိုးမျိုးចောင်းပေါ့เนาะအဲ့ဒါចောင်းဟိုဝေးလံခောက်ទីတဲ့နေရာရောက်နေလို့လားပေါ့เนาะအဲ့လိုမလာနိုင်တဲ့ចောင်းစိတ်မကောင်းဘူးဒါပေမဲ့လို့တတ်နိုင်လို့ရှိရင်နောက်နေ့လောက်တဲ့အချိန်မှာအားလုံးကိုပြည့်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 စုံစုံတွေ့ရအောင်လို့တက်စီခြင်းနဲ့ပေါ့เนาะဒီစကားလေးပြောခြင်း ဲ့ဒီနောက်မှာတော့အင်းစိန်ဆက်မှုလက်မှုသိပ္ပံ EGDI Civil ចောင်းသားចောင်းသူများရဲ့ကိုစားအော်စတီးယားဘူဇော်ဘွဲ ဖြစ်မြောက်ရေးကော်မတီနိုင်ကဦးကျော်တမ်းမှကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဆလဘီဆရာကြီးဆရာမကြီးများចောင်းသားចောင်းသူများနဲ့ကြားရောက်လာကြတဲ့အပရိသတ်များကိုနေ့လယ်စာဖြင့်တဲခင်းအခမ်းခဲကအခမ်းအနားကိုအောင်မြင်စွာနဲ့ပြမြောက်စီခဲ့ပါရှင်။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့1998ခုနှစ်မှ2002ခုနှစ်အတွင်းအင်းစိန် EGDI Civil ចောင်းသားចောင်းသူများရဲ့စတုဒ္ဒအကြိမ်မြောင်းအာစတိယပူဇော်ပွဲအခမ်းအနားကို ပရိသတ်များကြည့်ရှုခန်းစားခဲ့ရတာမို့ကြည်နူးဝမ်းမြောက်မိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ဒီကနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။